မင်္ဂလာပါ Luxury Auto မြန်မာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ဆက်ပေးသွားမှာတော့ကမ္ဘာပေါ်မှာတံဖိုးအကြီးဆုံးကားဆယ်စီးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင် Number 10 Hypercar တွေထုတ်တဲ့ပြိုင်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Koenigsegg ကထုတ်ထားတာဖြစ်ပါတယ် 4.8 liter V8 engine ကိုတပ်ဆင်အသုံးပြုထားပြီးမြင်းကောင်ရေတထောင်ကျော်ထပ်ပါလေ0 to 60ကို2.9 second အတွေ့အရှိန်တင်နိုင်ပြီးအများနှုံးတနားရီကိုမြိုင်နှင်းဟမ်းဟဆက်ကျော်မောင်းနေနိုင်မှာဖြစ်ပါတယ်ကီလိုမီတာနဲ့တွက်အရင်ကီလိုမီတာ400ကျော်ရှိပါတယ်တန်ဖိုးအချင်းအမေရိကန်ဒေါ်လာ၄ဒသမ၈တန်တန်ကြီးရှိပါတယ် ကားတန်ဖိုးတီးတန့်ကိုမြန်မာငွေ7သိန်းပေါင်း13900ကျော်ကျတတ်မှာဖြစ်ပါတယ်။နံပါတ်9ဒေါ်လာတန်ချော်တန်ဟိုက်ပါကားတွေကိုထုတ်တဲ့ပါကာနီကုမ္ပဏီကထုတ်ထားတာဖြစ်ပါတယ်။မာစီဒီ AMG ထုတ်6လီတာ24 V12 engine ကိုအသုံးပြုထားပြီး မြင်းကောင်ရေ860ကျော်ထွက်ပါတယ်0 to 60ကို2.7 second အတွင်းအရှင်းတင်နေပြီးအ мян လုံးတနာရီကိုမြိုင်920ကျော်မောင်းနေနိုင်မှာဖြစ်ပါတယ်ကီလိုမီတာနဲ့တွက်ရင်ကီလိုမီတာ390ရှိပါတယ်တန်ဖိုးအားဖြင့် American Dollar 9တသမ၄တန်းတန်ကြီးရှိပါတယ်ကာတန်ဖိုးတီးတန့်ကိုမြန်မာငွေ7သိန်းပေါင်း2သိန်း9600ကျောင်းကျတဲ့မှာပဲဖြစ်ပါတယ်နမ်ပက်ရှာ Mercedes Maybach X Lero ဒီကားကိုဂျာမန်အခြေစိုက်နာမည်ကြီးကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Mercedes ကထုတ်ထားတာဖြစ်ပါတယ် MyBag ဆိုတာ Mercedes ရဲ့စင်ခံကား brand ဖြစ်ပါတယ်။ concept ကားဖြစ်ပြီး production model မဟုတ်ပါဘူး။ 5.9L twin turbo V12 engine ကိုတက်ဆင်ထားပြီးမြင်းကောင်ရေ900ကျော်ထွက်ပါတယ်။0 to 60ကို4.4 second အထက်အရှိန်တင်နိုင်ပြီးအမြန်နှုန်းတနအီကိုမြိုင်250ကျော်မောင်းတင်နိုင်မှာဖြစ်ပါတယ်။ ကီလိုမီတာနဲ့တွက်ရင်ကီလိုမီတာ350ရှိပါတယ်။တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ၈တန်းတန်ကြီးရှိပါတယ်။ကောက်တန်ဖိုးတီးတန့်ကိုမြန်မာငွေ7သိန်းပေါင်း3သိန်း1000ကျော်ကျတန်မှာပဲဖြစ်ပါတယ်။ နံပါတ်9ဘူကာတီဘူကာတီကိုတော့ကားချစ်သူတော်တော်များများသိကြမှာပါဒီကားကိုတော့ဘူကာတီကထုတ်ထားတာဖြစ်ပြီးစုစုပေါင်း10စီးတာထုတ်လုပ်ထားတာဖြစ်ပါတယ်အိတ်လီတာကွတ်တာဘို V16 အင်ဂျင်ကိုအသုံးပြုထားပြီးမြင်းကောင်ကြီးတချောင်း600ကျော်ထပ်ပါတယ်0 to 60ကို2.5 second အတွင်းအရှိန်တန်နိုင်ပြီး အញ្ញံနှုံးတနိုင်ကိုမြိုင်နီဟာ36မိုင်မောင်းတင်နိုင်မှာဖြစ်ပါတယ်။ကီလိုမီတာနဲ့တွက်ရင်ကီလိုမီတာ380ရှိပါတယ်။တန်ဖိုးအဖြစ်အမေရိကန်ဒေါ်လာကိုတန်းတန်ကြီးရှိပါတယ်။ကားတန်ဖိုးတီးတန်ကိုမြန်မာငွေ7သိန်းပေါင်း3,600ကျော်ကျတက်မှာပဲဖြစ်ပါတယ်။ Rose Rice Swap Day ဇင်ခံကားတွေထူတဲ့ Rose Rice Company ကိုတော့တော်တော်များများသိကြမှာပါဒီကားက Rose Rice ကထုထားတာဖြစ်ပြီး1930ဝင်းကျင်မှာ Rose Rice ကားပုံစံကို Inspire UV ထုတ်လုပ်ထားတာဖြစ်ပြီးတစည်းတာထုတ်လုပ်ထားတာဖြစ်ပါတယ် 6.75 liter V12 engine ကိုတက်ဆင်အသုံးပြုထားပြီးမြင်းခေါင်ရေ450ကျော်ထွက်ပါတယ်ဇင်ခံကားဖြစ်တဲ့စီးဖြစ်တာကြောင့်တက်တောင့်တထာညမောင်းနေနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ် တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ73ထန်းတန်ကြီးရှိပါတယ်။ကားတန်ဖိုးတီးတန်ကိုမြန်မာငွေ7သိန်းပေါင်း9သိန်း1000ကျော်ကျသတ်မှာပဲဖြစ်ပါတယ်။နံပါတ်9 SP Automotive Chaos Greek Car Company တခုဖြစ်တဲ့ SP Automotive ကထုတ်ထားတဲ့ concept car ဖြစ်ပါတယ်။4လီတာ twin turbo charge V-Tine engine ကိုအသုံးပြုထားပြီး မြင်းကောင်ကြီး3000ကျော်ထွက်ပါလေ0 to 60ကို1.5 second အတွင်းအချိန်တင်နိုင်ပြီး အမြန်နှုန်းတန်နာရီကိုမြိုင်330မောင်းတင်နိုင်မှာဖြစ်ပါလေကီလိုမီတာနဲ့တွက်ရင်ကီလိုမီတာ900ကျော်ရှိပါလေတန်ဖိုးအားဖြင့် American Dollar 14တန်တန်ကျရှိပါတယ် ကန်းတန်ဖိုးတီးတန့်ကိုမြန်မာငွေ7သိန်းပေါင်း9သိန်း6တောင်ကျော်ကြားတက်မှာပဲဖြစ်ပါတယ်။နံပါတ်၄ပါကာနီဇွန်ဒါ HP ပါချက်တာဒီကားကိုလည်းဒေါ်လာတန်းကျော်တန်ဟိုက်ပါကားတွေကိုထုတ်တဲ့ပါကာနီကုမ္ပဏီကထုတ်ထားတာဖြစ်ပါတယ်။ Mercedes AMG Top 7.3 liter naturally aspirated V12 engine ကိုအသုံးပြုထားပြီးမြင်းကောင်ကြီးရှစ်လိုက်ကျော်ထွက်ပါလေ0 to 60ကို3.1 second အတွင်းအရှင်းတင်နိုင်ပြီးအမြန်နှုန်းတနာရီကိုမြိုင်220ကျော်မောင်းတင်နိုင်မှာဖြစ်ပါတယ်။ ကီလိုမီတာနဲ့တွက်ရင်ကီလိုမီတာ350ရှိပါတယ်။စုစုပေါင်း3စီးတာထုတ်လုပ်ထားပြီးတန်ဖိုအားဖြင့် American Dollar 18တန်းတန်ရေးရှိပါတယ်။ကားတန်ဖိုတီးတန်ကိုမြန်မာငွေ7သိန်းပေါင်း6သိန်း8000ကျော်ကြားတန်မှာပဲဖြစ်ပါတယ်။ နံပါတ်3ဘူဂတီတတိယနေရာမှာတော့ဒေါ်လာတန်းကျော်တန်ဟိုက်ပါကားတွေကိုထုတ်တယ်ဘူဂတီကထုတ်တယ်ကားဖြစ်ပါတယ်ဘူဂတီကားကန်လို့ထုံးစံအတိုင်း8လီတာ quattro V16 engine ကိုအသုံးပြုထားပြီးငင်းကောင်ရဲ့1500ကျော်ထွက်ပါတယ်0 to 60ကို 2.5 second အတွင်းအဆင့်တင်နိုင်ပြီးအမြန်နှုန်းတက်နိုင်ကိုမြိုင်နီးဟာ60ကျော်မောင်းနေနိုင်မှာဖြစ်ပါတယ်။ကီလိုမီတာနဲ့တွက်ရင်ကီလိုမီတာ420ရှိပါတယ်။ဒဇီတာထုတ်လုပ်ထားပြီးတန်ဖိုးအားဖြင့် American Dollar 18တန်တန်ကြီးရှိပါတယ်။ကားတန်ဖိုးတီးတန်ကိုမြန်မာငွေ7သိန်းပေါင်း8သိန်း2000ကျော်ကျတင်မှာပဲဖြစ်ပါတယ်။ နံပါတ်2 Rose Rice Boat Day ဒုတိယနေရာမှာတော့ Rose Rice Company ကထုတ်တဲ့ Rose Rice Boat Day ပဲဖြစ်ပါတယ်။သူရဲ့နာမည်အတိုင်းကားနောက်ပိုင်းကယူလန်နောက်ပိုင်းဒီဇိုင်းကို inspire ယူပြီးထုတ်ထားတာဖြစ်ပါတယ်။ ဇင်းခံရွက်လဲတွေလိုကော့ကတိန်နဲ့တောက်ဆရာတွေကိုထည့်ပြီးလုပ်ပေးထားတဲ့ဒီဇိုင်းကတမူထူးခြားပြီး unique ဖြစ်စေပါတယ်။စုစုပိုင်းကား3စီးပဲထုတ်လုပ်ထားပြီးကား3စီးလုံးမှာ customer စိတ်တိုင်းကျဒစည်းနဲ့ဒစည်းထွင်းသွင်းထားတဲ့အတွင်းကန်းပစ္စည်းတွေမတူညီကြပါဘူး။ Rolls Royce ကားရဲ့ထုံးစံအတိုင်း6.75 liter V12 engine ကိုတက်ဆင်အသုံးပြုထားပြီး ဇင်ခံကားဖြစ်တဲ့စီးဖြစ်တာကြောင့်အမြန်နှုံးတွေ top speed တွေကိုဦးစားမပေးပဲတက်တောင့်တက်ထာနဲ့မောင်းနေနိုင်အောင်ဖန်တီးထားလာပဲဖြစ်ပါတယ်။တန်ဖိုးအပြင်အမေရိကန်ဒေါ်လာမြန်စစ်ရှစ်တန်တန်ကြီးရှိပါတယ်။ကားတံဖိုးတီးတံကိုမြန်မာငွေ7ဘီလီယံ120ကျော်ကြာတက်မှာပဲဖြစ်ပါတယ်။ နံပါတ်1 Rose Rice လာ Rose နဲ့နွား Drop Day ဒီကားကတော့ကမ္ဘာတန်ဖိုးအကြီးဆုံးကားတစ်စီးဖြစ်ပါတယ်စင်ခန်ကားတွေထုတ်တဲ့ Rose Rice Company ကပဲထုတ်ထားပြီး Bacara ဆိုတဲ့နင်းစီအနက်ကို Inspire ယူထားတာဖြစ်ပါတယ်ကဘာပေါ်မှာတည်စည်းတာရှိပါတယ် အမိုးဖွင့် roast star ဖြစ်ပြီးအမိုးပိတ်ပြီးကူပေးအနေမြန်လဲမောင်းနေနေပါတယ်အထွန်းကမှာတော့ roast rice ကာရီယာထုံးစံတန်ဖိုးကြီး handmade ကြွေကိုသာအသုံးပြုထားတာဖြစ်ပါတယ်ကာအင်ဂျင်ကိုတော့6.75လီတာ twin turbo v12 အင်ဂျင်ကိုတက်ဆင်အသုံးပြုထားပြီးမြင်းကောင်ကြီး600ကျော်ထပ်ပါတယ် တန်ဖိုးအဖြစ်အမေရိကန်ဒေါ်လာ32တန်တန်ကြီးရှိပါတယ်။ကားတန်ဖိုးတီတန်ကိုမြန်မာငွေ7ဘီလီယံ128ကျော်ကျတဲ့မှာမဲ့ဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel လေးကို like နဲ့ subscribe လုပ်သွားပေးကြပါဦး။